ကလုံးမင်္ဂလာပါကလုံးဟုတ်ဆက်ပါလေကိုမိမိနိုင်ငံကနေပြီးတော့เนาะကိုသူမြတ်နိုင်ငံမှာကွယ်အလုပ်သွားလုပ်တယ်เนาะအဲ့ဒါကြောင့်ကိုသူမြတ်နိုင်ငံမှာရောက်ရင်လေကိုမကိုမြန်မာပြည်သားရှင်ရှင်เนาะစေစေလုံလုံတယောက်ကိုတယောက်ကူညီလို့တယောက်ကိုတယောက်ဆောက်ရှောက်လို့တယောက်ကိုတယောက်ဖေးမလို့အဲ့လိုနေနေရမယ်လို့เนาะအဲ့လိုနေမှာเนาะ ကိုမနွေနွေထွေထွေနော်တယောက်ကမှိုင်းတယောက်ကသိခံမင်းတယောက်ကတယောက်သူလေးမရှိလို့အဲ့လိုလာတာပေါ့နော်ကိုလေးမရှိလို့လာတာပေါ့အဲ့ဒါကြောင့်နော်ဖျော်ဟွားတာကွယ်အရာရာမှာမေတ္တာထောက်ဖို့ပါနော်ဟိုတချို့ကနော်မာတို့နဲ့တည်တည်လူတွေလေးပါတယ်နော်ဒါက ဟိုဇဲလီမှာကွယ်ရောက်စားခဲ့တာပေါ့နော်သူကတော့ပဆန့်ယူပြီးတော့တော်လိုက်တယ်ဟိုရောက်စားခံထီတီလူကတော့အော်ဘလောက်တော့မှသူခံစားရမလဲနော်ကိုရှင်းစာကြည့်ပါနော်သူခမနော်မလို့ရှင်တဲ့အလုပ်တွေကိုအဲလို့မျက်ရည်ဆဲလဲနေနော်အဲသူကခံစားရမှာပဲအဲ့ဒါကြောင့်ကိုရှင်းစာပါလို့နော်ဒါပေမဲ့အဲယူတော်လေးပဆန့်ဟာနော်ဒါတကယ် ဟိုမြဲရည်စားပါလို့เนาะအဲ့ဒါသူများမြဲရည်စားပါအဲ့ဒါကြောင့်ဖယောင်းဟောထားတာเนาะဆရာတော်တွေလည်းအကုန်လုံးဟောပါတယ်သူများမြဲရည်ကြတယ်သူများမြဲရည်ကြလို့ရတယ်ပစံเนาะအဲ့ထမင်းဟာလုံးဝမစားသင့်ပါဘူးလို့เนาะအဲ့ဒါကြောင့်အလိုအလိုရောက်စားလိုက်ဒီအာဖြင့်ကွယ်เนาะဒုက္ခမမလုံရှင်လေးလုံလုံရှင်လေးလုံလောက်ရတော့မယ်เนาะဒါဟို ဘဝတဆိတ်ရှိုးပေါ့နော်သူလေးရင်နာနာနဲ့နော်ဟိုစဉ်းစားကြည့်လေကွယ်ကိုကိုတည်းဝင်ဝင်ပြီးတော့ခံစားကြည့်လေနော်ကိုမကြိုက်သေးစကားတခွန်းကိုသူများကကိုလာပြောရင်ကိုလေးမခံစားနိုင်ဘူးပေါ့အဲ့လိုပေါ့အခုလေးအဲ့လိုပေါ့နော်အဲ့ဒါကြောင့်ကိုရှင်းစာကြပါနော်အာနုံကိုမြန်မာပြည်ဒါရှင်ရှင်ကိုမတရားနဲ့တရားစီစီလုံးလုံးရှိရှိခင်ခင်တရားကိုတရားကူညီတရားကိုတရားဖေးမာလို့နော်တရားကမှောက်ရင်တရားကသွင်သွင်ဆုံးမာလို့နော်အဲ့လိုစီစီလုံးလုံးဟိုနေနေရမှာပေါ့နော်တရားကိုတရားဟုတ်လား မင်းအဲ့ဟိုဟိုကလာဒီကလာအများကြီးပဲတွေးကြတယ်နော်မားတို့လည်းအဲ့လိုပဲအများကြီးပဲအဲ့လိုတွေးတယ်ဘယ်သူနဲ့ပဲတွေးတွေးကိုမနော်ကိုမြန်မာပြည်သားရှင်းရှင်းတယောက်ကိုတယောက်စေတနာနဲ့မေတ္တာနဲ့ပေါ့နော်အဲ့လိုဟိုနေရမယ်လို့နော်ပြီးတော့အဲ့ဟိုလူတယောက်ကိုကွယ်နော် ဟိုမြေကြီးကြားတာတို့နော်အာမနာစကားပြောတာတို့ကမကောက်ပါဘူးနော်တချို့ကရှိတာပေါ့နော် နေကယူနေတာအမ်နေကအသုံးမချဘူးနေကဥနှောမကောက်ဘူးနော်အဲ့လိုအများကြီးပြောတဲ့လူတွေရှိတယ်လို့နော်အဲ့ဒါလေးပြောပြောတဲ့လူကတော့လွယ်လွယ်လေးပါခံရတဲ့လူကတော့တော်တော်ခံရခက်ပါလေလို့နော်အဲ့ဒါကြောင့်ဒီပစာကိုဆင်ရှင်ကြပါနော်အဲ့ဒါကြောင့်အာနုနော်မတို့မြန်မာပြည်ကဟိုတိုက်တဘမှာရောက်နေကြတဲ့လူတွေလေးအကုန်လုံးတယောက်တစ်ယောက်ဆာနာကြပါကုညီကြပါဖိမကြပါကိုမြန်မာ ာပြည်သားရှင်းရှင်းစီစီလုံးလုံးနေကြပါတရားကိုတရားမေတ္တာပေးကြပါအာနုကိုကျေးဇူးတင်ပါတယ်ရှင်အာနုတရားနဲ့တရားနဲ့ရှိရှိခဲခဲချိန်နိုင်ကြပါစေ